ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကောင်မှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတင်ဆန်းရေးသားထားတဲ့တာအေးနဲ့ကဝေပြန်ခင်မေးအပိုင်းလေးကိုတင်ဆက်ပေးကြပါရစေအဆီဇင်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အဆီဇင်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင် ပြင်တော်ပြင်ကင်းအင်ဂျီကိုရေနံကြီးတွေလိမ့်ကျန်ထားတဲ့အတွက်အင်ဂျီရဲ့အသွင်ပြင်ကမဲနဲ့လို့နေပါတယ်။အဲဒီအင်ဂျီရဲ့အောက်မှာတော့တိုက်ပုံအင်ဂျီဝစ်ဆင်ထားပြီးတောင်ဝေးတခြားကိုကိုင်ဆောင်ထားတဲ့လူကြီးတူကတန်းရမှထိုင်နေပြီးသူ့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့သူညရာနဲ့စကားဆုံနေပါတယ်။ညရာမင်းငါရွာသူတွေထိရဲ့ထိကျင်တော့ငါသွေးသားမကလို့ဘာပဲဖြစ်ဖြစ်ပြာကြသွားမယ်ဆိုတော့မှတ်ထား။စိတ်ချပါအဖိုးရကျုပ်ကအဖိုးရဲ့ရွာသူတွေထိပါမလားဗျ။အေးထိလို့လည်းမရဘူး။ဒါနဲ့အဖိုးကျုပ်ကိုခေါ်တာဘာဖြစ်လို့လဲ။ မင်းတို့တတိပေးခြင်းလို့ပဲ။ဘာများလဲဖို့။ငါရထားတဲ့တည်င်းနေအရာတော့မင်းတို့ကြားစိုးရွာခင်မီကိုရိုင်းလိုက်ရှာနေရတဲ့။ငါအံ့ဩရာဒိုးစီကိုတူလာမယ်ဆိုရင်ခဏလေးလာလို့ရရတဲ့တန်းနေဘာကြောင့်လမ်းလျှောက်လာနေရလဲမသိ။အဲ့ဒါငါတွေးလို့မရဘူး။ဟင်။အဲ့ဒါအဖို့ကိုကြောက်လို့နေမှာပေါ့ဗျာ။တော်စမ်း။ဒါနောက်နောက်ပြောင်ပြောင်နေရမယ့်အချိန်မဟုတ်ဘူး။မင်းတို့ငါပြောထားမယ်။ငါပိုင်တဲ့ထဲမှာမင်းတို့ကောက်ရဲပေးနိုင်မယ်။ဒါပေမဲ့ငါပိုင်တယ်မဟုတ်ရင်တော့ငါလည်းမတက်နိုင်ဘူးနော်။အဖို့ရာကဝေချင်းချင်းဘာတွေများကြောက်နေရလဲ။ ညရသူ့ရဲ့အဖိုးဖြစ်သူကဝေးဦးထွန်းသားကိုကြောက်တက်ရန်ကောဆိုတဲ့အကြည့်နဲ့ကြည့်ပြီးအဲ့လိုပြောလိုက်ခြင်းဖြစ်ပါတယ်။ဒီကဦးထွန်းသားစပွဲကိုလက်ဝါးနဲ့ပုတ်လိုက်ပြီးတော့ညရမကြည့်မနဲ့နဲ့ကြည့်ပြီးညရမစ္စကားကိုဆင်ခြင်ပြောငါအတားပဲပြောမယ်။ဒီခါမှညရမျက်နှာထောက်ချက်ချင်းပြောင်းလိုက်ပြီးအဖိုးကလေညကျုပ်ကစတာမင်းကပြောထားတယ်နော်ငါပိုင်တဲ့အတွင်မင်းကိုကောက်ွယ်ပေးမှာအဲ့ဒါတော့အဖိုးမဟုတ်သေးဘူးလေတကယ်ဆိုအဖိုးကကိုယ့်ရန်သူကိုလိုက်တိုက်ရမှာဖဲရန်သူလည်း ခင်မေကိုလေကြောက်စိုးရွာခင်မေဘာသူနဲ့ရန်ညိုးမရှိဘူးတိုက်ဆာမလို့အဖိုးကသာရန်ညိုးမရှိဘူးလို့နေခင်မေကအဖိုးရောက်တိန့်ကျင်နေရဗျဲကောင်ညရမေပောက်ကရမပြောနဲ့ကျုပ်ပောက်ကရပြောတာမဟုတ်ဘူးကျုပ်ဆရာဖိုးမောင်လည်းသူနဲ့ပြောနေအောင်ကျုံနာနဲ့ဆက်ဆက်ကြားခဲ့တာညရကဥထွန်းသားရဲ့မျက်နှာအကဲခတ်ခြင်းနဲ့အဲ့လိုစကားဆိုလိုက်ခြင်းဖြစ်ပါတယ်တတွေဝေဝေဖြစ်လာတဲ့ဥထွန်းသားကိုတစ်ချက်ပြုံကြည့်ပြီးတော့စကားထပ်ဆိုပြန်ပါတယ်အဖိုးကျုပ်မလဲဘူးတကယ်ပြောတာနော် ခင်မရကြားစိုးရရမကောက်အဖိုးရဲ့တပတ်အိုင်ရောက်ပါလိုချင်နေရဗျအဖိုးကဒီမှာပဲနေနေရဆိုတော့အပြင်အကြောင်းတွေဘလို့လို့သိမှာလဲခင်မရအဲ့လိုလုံးမမဟုတ်ဘူးအဖိုးကခင်မကိုအရင်လိုထင်နေရလားခင်မရတာအေးဆိုရဲကောင်ပြောတဲ့အချိန်အကုန်ရှောက်လုံနေရဗျတာအေးဆိုရဲကောင်ပြောလို့အခုကြုတ်ကိုရန်လုံနေရပဲကြည့်အဖိုးလည်းအမြင်မဲဘူးတာအေးဟုတ်လားဟုတ်တယ် ။ตาရေးဆိုတဲ့ကောင်လျှောက်လာတဲ့အဖိုးရဲ့ခင်မအချိုးတွေပြောင်းနေရဗျ။အခုတော့ကျုပ်တို့စီလာနေရလေအဖိုးရ။မြင်မြန်သာရှင်းပြလိုက်စမ်းပါဗျ။နို့မို့ဆိုသူကတပတ်အိမ်ရောပါတိတ်မနော်။နေစမ်းပါကွာ။အဖိုးနေမနေနဲ့ဒီတိအလာခံနေအဖိုးတိတ်ခါတော်တော်ကြာနေပြီနော်လမ်းမာရင်အပြက်ရှင်းခိုင်းတိတ်ခါကြာတာတက်အဖိုးရွာမှာပြဿနာဖြစ်လာရင်မကောင်းထင်နဲ့ညရရဲ့စကားတွေပေါ့ဥထွန်းတာစိတ်ရရင်သွားပါတယ် သူ့ရဲ့စိတ်ထဲမှာခင်မေမနာလိုတဲ့စိတ်ရင်အခံအလဲရှိနေသေးတဲ့အတွက်အတန်ကြာစဉ်းစားလိုက်ပြီးတဲ့နောက်လိမ့်နဲ့တည်ကြည်စွာစကားဆိုလိုက်ပါတယ်။မင်းပြောတာလည်းဖြစ်နိုင်တယ်။ခင်မေဆိုရင်ကောင်းမနဲ့ငါအနည်းဆုံးပြိုင်မဆိုတော့ငါ့ကိုရှင်းပြချင်မှာပဲ။ဟုတ်ပါတယ်ဆိုအဖိုးရာကျုပ်ကအဖိုးမဟုတ်ဘဲနဲ့ပြောပါမလားဗျ။ခင်မေဆိုတဲ့မိမအဖိုးရွာလူကျင်နေတာဗျ။အဖိုးရွာကိုရောက်လာပြီဆိုတော့အဖိုးတိတ်ခါကြပြီ။ခင်မေခင်မေစားစိုးရွာကိုပိုင်နာနဲ့နေမလောက်လို့ငါ့ရွာကိုပါလာပြီးတော့ထိပါကျင်နေလား။ ထွန်းတာကြောင့်ပြရသေးတာပေါ့ဦးထွန်းတာအဲ့လိုပြောပြီးဇဝဲကုံကိုနောက်တစ်ပံလက်သီးစုံနဲ့ထူလိုက်တဲ့အခါဇဝဲကုံမှာအမဲရောင်ခုံငူတွေထောင်းနှောင်းထသွားပါတယ်ညမကြသောအချိန်မှာတော့ဦးထွန်းတာရဲ့အနာကိုရောင်တစောင်းထောင်းဖွဲ့ထားတဲ့အသက်50ကျော်လူကြီးတယောက်နဲ့ပြီးစပတ်ပတ်ထားတဲ့အသက်40ကျော်အရွယ်အမျိုးသမီးကြီးတယောက်တို့ရောက်လာကြပါတယ်သူတို့ညကဥထုံးတာနဲ့မလှမ်းမကမ်းမှရှာလိုက်ပြီးတဲ့နောက်ဥကောင်းတို့ငုံထားကြပြီးရောင်တစောင်းတဲ့လူကဥစွာစကားဆိုပါရီ။တကြည်ဘာများလို့မကြဖြစ်နေရလဲခမ မကမင်းတို့လေမြငါတောင်းဝန်ပေးကြရှိရယ်အမင်းရှိပါတကြီးတခြားတော့မဟုတ်မင်းတို့ကဝေးပြန်ခင်မေကိုသိတလားကြားစိုးရအရှင်မပြောရလားတကြီးဘာအရှင်မလဲမင်းတို့ခေါ်ပေါ်ပြောင်းစမ်းဦးထွန်းသာတယောက်ထောသားထွက်ပြီးအခိုးငွေများဟုံးဟုံးထောင်နေတဲ့ဇပွဲကုံကိုလက်နဲ့ထိုက်ရိုက်ပြန်တဲ့အခါမှာဇပွဲကုံကမိများစတင်လောက်ကျန်းလို့လာပါတယ်ဒီချေအားကြောင့်မောင်ကောင်လို့အမိရတဲ့ရောင်တဆောင်တဲ့လူကြီးနဲ့သူ့ရဲ့မိမဖြစ်သူတို့မျက်စိမျက်နှာပြက်ပြီးမြေပြင်မှာထူထောက်ထိုင်ချလိုက်ပါတယ် အိမ်နာခေါင်းကိုမြေပြင်နဲ့ထိလို့နေပါထိငုံပြီးကြောက်လန့်နေတဲ့လေတံနဲ့တောင်းပန်ကြပါရယ်။ကျုပ်တို့ခွန့်လို့ပါ။ကျုပ်တို့အမားလုံးမိသွားပါရယ်။အပြစ်ပေးပါတကြီး။ကျမတို့အပြစ်ပေးပါ။ကျမတို့မှားသွားပါရယ်။ကြောက်လန့်တကြားတောင်းပန်လာတဲ့ခါမှာဦးထွန်းသားသူ့ရဲ့အမျက်တော်သားကိုလျှော့လိုက်ပြီး"ကဲကဲထားကြထားကြ။အမင်းတို့ခိုင်းစာရှိရယ်။မထားအောင်ပါတကြီးအမိန်သာပေးပါ။"ဟုတ်ပြီလေ။"ကဲမကောင်းတဲ့မြဝင်းနင်တို့ဦးဆောင်ပြီးတော့ခင်မေဆိုတဲ့ကောင်မလမ်းမာရင်အပြက်ရှင်လိုက်" သူနဲ့အောင်လားပေါင်းစာတစ်ခေါက်မှပါလာတယ်လို့ကြားတယ်။ညတာစရာမလိုဘူးနော်ကြားလား။တကြီးအမေတိုင်ဖြစ်စေရပါမယ်။ဦးထွန်းတာခတ်ထန်စွာနဲ့မောင်ကောင်းနဲ့လင်မယားကိုခင်မင်းနဲ့တာအီရိုတိုက်ခိုက်ဖို့အတွက်အမိန်ပေးစီခိုင်းလိုက်ပါတယ်။ဒီချိန်အောင်ကြည့်ပြီးအပျော်ဆုံးဖြစ်သွားတဲ့သူကညရာပဲဖြစ်ပါတယ်။မခင်မင်းပင်မနေပြီလား။မပင်မမအောင်ကွယ်။တပတ်ရွာဝေးတာပဲဗျနော်။ဝေးတယ်။ ။ "तू อ่ะတို့ကြားဆိုရလိုမျိုးလူတွေနဲ့ကင်းကင်းရှင်းရှင်းတီးထားတာမဟုတ်ဘူးလေ။ဒါပေမဲ့လူတွေနဲ့အဝေးဆုံးမှာတော့တီးထားတယ်။ဟောအဲ့လိုလား။မြရဆိုရဲကတပတ်အိုင်ရွာတကြီးရဲ့မြီးဆိုဟုတ်လားမခင်မေ။ဟုတ်တယ်။မြရကလိန်ကကျစ်သိကြတယ်ကဖုံးမပညာသင်ပေးတယ်ဆိုတာလေထွန်းတာရဲ့မျက်နှာနဲ့သင်ပေးတာလေ။ဟုတ်လား။ခင်မင်းနဲ့တာအီရိုကတော်လန်လေးတိုင်ခရီးဆက်လာရင်းနဲ့စကားဆုံနေကြခြင်းဖြစ်ပါတယ်။ အိနောက်သားအေရသူတို့နဲ့အတန်ဝေးတဲ့နေရာမှာရှိရဲ့တပင်းနေနဲ့အိုဆိုင်နေရဲ့ကြေးရွာတွေကိုလက်ညှိုးထုတ်ပြပြီးအမခင်မေဟိုမှာရွာတွေကျတို့အဲ့ရွာကိုသွားကြရအောင်음သွားတာပေါ့တာအေးနဲ့ခင်မေတို့ကပြပြဆူဆူနဲ့အဝေးရနေမြင်တွေ့နေရတဲ့ရွာလေးစီသွားလိုက်ကြပါရယ်ရွာလေးကကျင်းများလာပြီးတော့အင်ဂျင်60ကျော်မြောက်သားရှိပါလိမ့်မယ်ရွာလန်းကကျွဲချီယာနွားချီယာကွက်တွေအများသားဖြစ်ပြီးလမ်းလျှောက်ရတာလည်းမတက်တာလှပါဘူး အဲကြောင့်အရှိယဥဆောင်မီလမ်းလျှောက်နေတဲ့တာအီကနောက်ကနေလမ်းလျှောက်နေတဲ့ခင်မီကိုနှဲ့ကြည့်ရင်းနဲ့စကားဆိုပါတယ်။အမခင်မီလမ်းအဆိုးရယ်ငွားချီအကွက်တွေဆိုတော့အစိမ်းမချောဖြစ်နေ။ဟုတ်တယ်တာအီပုံစံကြည့်ရတော့ရွာသားတွေကအိမ်ဝိုင်းနေတွေကသွားကြတယ်ထင်နေ။ခင်မီကအိမ်ဝိုင်းနေတွေကဖုန်နဲ့လမ်းအပြာကြီးနဲ့စကားဆိုလိုက်ခြင်းဖြစ်ပါတယ်။ဒီခါတာအီကဥကောက်ညင်လမ်းဘေးမှာရှိတဲ့အိမ်ဝိုင်းတစ်ဝိုင်းနဲ့ဝင်လိုက်ပြီ။အမခင်မီသူတို့လည်းအိမ်ဝိုင်းနေတွေကသွားကြရအောင်လေ။ဖြစ်ပါမလားငါတို့ကလူစိမ်းတွေဖြစ်ပါတယ်။ နားလေးအမခင်မေကျုပ်ဒီအိမ်ဝိုင်းနဲ့ဦးကြီးကိုမေးကြည့်လိုက်မေတာအေးရပြပြောဆဆိုးနဲ့သူတို့ဝင်လိုက်တဲ့အိမ်ဝိုင်းနဲ့မှရှိတဲ့ပြင်တော်ပြင်ကင်းအင်အောက်ကနှီးဖြာနေလူကြီးကိုကြည့်ပြီးစကားလှမ်းဆိုလိုက်ပါတယ်ဖြုတ်ဦးကြီးဟေးလာလေကွာမေးကြလေရှိလို့ဗျလာကြမင်းတို့ကြည့်ရတို့ရအခုမှရောက်ဖူးတာထင်တယ်လာလာဒီမှာထိုင်ရင်းနှီးကြလေးတောက်ကြသဘောကောင်းမှုရတဲ့ဦးကြီးကြောင့်တာအေးရခင်မေကိုလှည့်ကြည့်ပြီးအမခင်မေဟိုဦးကြီးကြည့်ရသဘောကောင်းတဲ့ပုံပဲကျုပ်တို့သွားကြအောင် အေးလေအောက်လည်းလမ်းလျှောက်လာတာကြာပြီပဲနားကြာပေါ့လာလာအမခင်မေကျွတ်တို့သွားအောင်စိတ်မြကုမြရှိရဲ့တာအေးကခင်မေရဲ့လက်ကိုဆွဲခေါ်လိုက်တဲ့အခါခင်မေပြောက်မျက်နှာနှီးရဲလို့တော့ပါတယ်ဒီခါမှတာအေးကခင်မေကိုကြောက်ကြောက်လက်လက်နဲ့လက်အုပ်ကလေးချလိုက်ပြီးတောက်တောက်တောင်းမှန်ပါတယ်အမခင်မေကျုပ်ကျုပ်စိတ်လောသွားတယ်ဘာဖြစ်လို့သွားသွားအဲ့လောက်ကြီးမလို့ပါဘူးဟဲ့မဟုတ်ဘူးအမခင်မေကျုပ်အမပေါ်ဆိုင်တယ်လို့မေရှာတော်တော်ရှိတာပဲဟိုရဲ့အောက်ကကောင်ကကြည်နေပြီဟုတ်ဟုတ် ခင်မေအဲ့လိုပြောလိုက်တဲ့အခါမှာတာအီလည်းနှီးပြနေဦးကြီးစီကိုခက်မြမြသွားလိုက်ပါတယ်။သူ့ရဲ့နောက်မှာတော့ခင်မေကလည်းမျက်နှာတီတီတန်တန်နဲ့လိုက်ပါလာတယ်။နှီးပြနေတဲ့အင်ရှင်ဦးလေးကြီးကသူ့တို့နှစ်ယောက်ကြည့်ပြီးကဲတူကြီးနဲ့တူမကြီးထိုင်ကြကွယ်ရင်းနှွေးကြလဲတောက်ကြ။ဟုတ်ကဲ့ဦးကြီး။တာအီကဦးကြီးနဲ့မျက်နှာချင်းဆိုင်တိုင်အောင်မှာဝင်ထိုင်လိုက်ပြီးရင်တော့ခင်မေကိုလည်းထိုင်စေပါတယ်။အဲ့နောက်သူကရင်းနှွေးကြတစ်ခွက်ကိုငှဲ့ပြီးခင်မေကိုကမ်းပေးလိုက်ပါတယ်။ဒါပေမဲ့ခင်မေကမတော်ပဲနဲ့စပွဲခုံပေါ်မှာပြန်ချထားလိုက်တယ်။ တာအေးရအေရှေဦးကြည်ကိုကြည်ပြီးဦးကြည်ဒီရိုင်းနာမည်ဘာရဲလေဗျချောင်းဆောင်လို့ခေါ်ရမှာရချောင်းကတော့ဦးကြည်တို့ကြမှာမရှိပါဘူးဘလို့လုတ်ပြီးတော့ချောင်းဆောင်လို့ပေးခဲ့မှန်းလဲတော့မသိပါဘူးကွယ်ရွာတိတ်ဆိတ်နေရပဲနော်လူလဲတိတ်မရှိဘူးထက်နေတောသူတောင်သားတွေဆိုတော့လဲရဲရဲသွားကြပါကွယ်ရွာမှာတို့လိုမျိုးအုံမမဆွတ်နေပဲကြံနေခဲ့တာအော်အင်ကြီးကလည်းနင်းမယ်ထင်နေတော့ဦးကြည်အဲ့ဒါကြောင့်လည်းလူနေတာထင်ပါရဲ့ဗျအမှန်ပေါ့မောင်ကြီးတနေ့မောင်ရင်တော့ဘယ်သွားကြမှာလဲ သွားမှာတော့ဝေးသေးတယ်။သွားမဲ့ရွာတာအေးကအမှန်တိုင်းဖြေကြမဲ့ပြင်းတဲ့အချိန်မှာခင်မရသူ့ကိုစိုက်ကြည့်လာတော့ကြောင့်ပြောလဲစားစကားရပ်တန့်လိုက်တယ်။အခြေအနေကိုရေးစားမိတဲ့အေရှဲဦးကြီးကပြုံးပြီ။ကျုံမမေးတဲ့နာရီမေးမိပြီထင်တယ်။ဒီကတူမရကြိုက်ပုံမပုံ။မောင်ရင်တို့ကြည့်ရဘိုက်စာနေပုံပဲ။တတိမဲဆိုရင်တော့ကျုံအိမ်မှာစားဖို့။ဘလို့ပြောလိုက်တာလဲဦးကြီးကကျုံလည်းတော်တာပါဗျ။တူမကြီးကတော့မြို့ကြီးသူဖြစ်လိမ့်မယ်ထင်တယ်။အဲ့ဒါကြောင့်ပါကွယ်။ အိမ်ပိုင်ရှင်ဦးကြီးကမျက်နှာသာတီးပြီးတော့အကြီးပြုံးမရှိတဲ့ခင်မေကိုကြည့်ပြီးအဲ့လိုပြောလိုက်ချင်းဖြစ်ပါတယ်။ခင်မေကတော့မတိကျွတ်ကျွံပြူလို့သားနေတယ်။ခင်မေအပြုံမှုကြောင့်အနေရခံနေတဲ့သူကတအေးဖြစ်ပါတယ်။အဲ့နောက်တာအီယာခင်မေနာတုတ်ကပီအမကျုံလည်းဘိုင်းစာနေပြီဒီမှာပဲထမင်းစားလိုက်ကြမယ်ပြီးမှပဲထိုက်တဲ့နဲ့ငွေကြေးပေးလိုက်တာပေါ့မင်းကအပြစ်တင်စင်းနေပုံမယ်ဟုတ်ပြီလေမင်းသဘောပါပဲအမခင်မေကျုပ်ကအမခင်မေကိုအပြစ်မတင်ဖို့မအောင်ဗျာမင်းမူရာတိတာပါတယ်အပေါ်စားမင်းမကြိုက်ဘူးမလား အဲ့လိုမဟုတ်ပါဘူးအမကျုပ်ကအားနာနေရတော်တော်မင်းသဘောတိုင်းမဲ့လို့ခင်မရအတန်တူတူနဲ့ပြန်ပြောပါရယ်သူတို့နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အေရှန်ဦးကြီးကတော့သူတို့နှစ်ယောက်စကားလွတ်လွတ်လပ်လပ်ပြောနိုင်စေဖို့အတွက်ရင်းနှီးချက်အုပ်ခတ်မယ်ဆိုပြီးအိမ်မတက်သားကြီးဖြစ်ပါရယ်မကြတော့ချိန်မှာတော့ရင်းနှီးခရောက်ဆွေးပြီးပြန်လာတဲ့ဦးကြီးကိုတာအေးရပြုံးပြီးစကားဆိုပါရယ်ဦးကြီးကျုပ်တို့တွေထိုက်တဲ့အဖိုးခါပေးပါမယ်ဒီမှာထမင်းစားလို့ရနိုင်မလားဗျအဖိုးခါမလို့ပါဘူးကွယ်ထမင်းတစ်နက်လောက်ကတော့ကုသပြုနိုင်ပါရယ် မဟုတ်တာထမင်းတက်နေဆိုတာလွဲတာမှမဟုတ်တာကျတို့ဖိုးခပေးမှဖြစ်မယ်ကဲကဲနောက်မှအဲ့ဒါပြောတာပေါ့အခုတော့ဦးကြီးထမင်းချက်ဖို့အတွက်ပြင်ဆင်ရအောင်မယ်အေးရှေဦးကြီးအဲ့လိုပြောပြီးလက်ခုပ်နှစ်ချက်တီးလိုက်ပါတယ်လက်ခုပ်တန်းစုံနာနဲ့အိမ်မော်ဆီယာမိမပြိုလေးနှစ်ယောက်တို့ဆင်းလာကြတယ်သူမတို့ကရုပ်ချင်းခွဲမြောက်တူနေပြီးမတူညီတဲ့အဝယ်စားတွေဝစ်ဆင်ထားခြင်းကြောင့်သာတော်ပါရယ်မိန်းကလေးမြောက်တို့ကအေးရှေဦးကြီးအနာမှာမတန့်ရှက်လိုက်ပြီးအဖကကျမတို့ကိုဗာများခိုင်းစာရှိလို့လဲ အေးသမီးတို့ရေဒီကမောင်ရင်နဲ့တူမကြီးတို့အတွက်ထမင်းလေးဟင်းလေးချက်ပေးလိုက်ဦးခမမြန်လောက်ကြွယ်သူတို့တွေဖိုက်စာနေပြီစိတ်ကြပါကျမတို့မြန်မြန်ချက်ပေးမယ်ဒီကကိုကဘာဟင်းစားကြလဲမိန်းကလေးတောက်ကတာအေးကိုကြည့်ပြီးအဲ့လိုမိလိုက်ချင်းဖြစ်ပါတယ်အဲ့အတွက်တာအေးကအာတုံအာနာဟန်နဲ့ရရဲမိန်းကလေးတို့အစဉ်ပြေလို့သာချက်ပါဗျာကျွတ်တော်ကြီးမမြပါဘူးမဟုတ်တာအဲ့တဲ့အဲ့ဝတ်ကြရမှာပေါ့အကိုစားကြနာတာပြောပါကျမတို့ချက်ပေးပါမယ်လောက်ကောက်နေတဲ့မိန်းကလေးနှစ်ယောက်တို့ကိုခင်မီတစ်ချက်ကြည့်လိုက်ပါတယ် ခင်မေးအကြည့်ကြောင့်မိကလေးမြောက်တို့နောက်တော့ဘာစကားမှမဆိုတာတော့ပဲအိမ်မောတက်သွားကြတယ်။အေရှေဦးကြီးကလည်းတအေးကိုကြည့်ပြီးအာနာဟန်နဲ့စကားဆိုပါတယ်။ကျုပ်သမီးကစိတ်နာသိကောင်းတာမောင်ရင်ရ။ဟုတ်ကဲ့။ထနေ့မောင်ရင်တို့နာမည်ကိုသိခွင့်ရှိမလား။မိသည်ဆွေသည်တွေရတာလဲမင်္ဂလာရှိရပါပဲလေ။ရတာပေါ့ဗျာ။ကျုပ်နာမည်ကတအေးတဲ့။ဟောရီအမတအေးကခင်မေးရဲ့နာမည်ပြောမယ်ပြုခင်မေးကမျက်စောထုတ်လိုက်တဲ့အတွက်ပြောလဆစကားကိုရပ်တန့်လိုက်ရပါတယ်။ တာအီရဲ့အဆုံးမတက်တဲ့စကားကိုနားလေသဘောပေါက်စာနဲ့အင်းရှင်ဦးကြီးကပြုံးလိုက်ပြီးရှားပါတယ်ကွယ်ကျုပ်နားလေပါတယ်တနေ့မောင်ရင်ထက်တရားနှစ်မရအသက်ကြီးရလားတမကြီးကို16နှစ်လောက်ပဲထင်နေရဟုတ်တယ်ဦးကြီးအမကျုပ်ထက်အသက်ကြီးရဲ့အော်အော်ရှေးဘွားကုသိုလ်ကံနေကောင်းလို့ထင်ပါကွယ်မထင်ရဘူးဦးကြီးရဲ့နာမည်ကဦးသိန်းစိုးတဲ့ဟုတ်ကဲ့ဦးကြီးသိန်းစိုး ။ဦးသိန်းစိုးနဲ့သာအီရိုစကားများဖောင်ဖွယ်နေသလောက်ခင်မရတော့မြည်သည့်စကားတစ်ခုမှဝင်မပြောသလိုတစ်ချက်ကလေးမှတော့မပြောမအောင်။ဒီလိုနဲ့မကြသောချိန်မှာတော့အိမ်မွားနေရုပ်စင်နဲ့မိမပြူနှစ်ယောက်ကအစားတောက်တွေသေပူပြီးအင်အားကိုဆင်းလာကြပါရဲ့။သူတို့ညောင်မျက်နှာနဲ့ဦးသိန်းစိုးကထိုင်အားနေမတက်ထားရလိုက်ပြီးသူ့ရဲ့နှီးဝါလောင်းတွေကိုတင်ဆက်ကတာအေးနဲ့ခင်မျိုးစကားဆူလိုက်ပါတယ်။အားတူနဲ့တူမာတို့ထမင်းစားလို့ရပြီထင်မ။အားရပါရစားကြကွယ်။နော်လွတ်လွတ်လပ်လပ်စားကြ။လူအဲ့ဦးကြီးသမီးတွေကိုပြော။ဦးကြီးရေသွားချိုးလိုက်အောင်မေ။ဟုတ်ကဲ့ဦးကြီး ဦးသိန်းစွာအဲ့လိုပြောပြီးတော့ထွက်သွားတယ်။ဦးသိန်းစွာရဲ့တပည့်မြောက်ကမြားပြားလာတဲ့ဟင်းပကံလေးကိုတန်ရမှလာချပေးတယ်။အငွေထောင်ထောင်ထားနေတဲ့ဟင်းညာတွေကအမေဆုံလုံးလာတယ်။သူမတို့နှစ်ယောက်ကအိမ်ရောက်မှရှိတဲ့အတန်ကျဲတဲ့ဇပွဲပေါ်မှာထမင်းဟင်းတွေကိုတင်ပေးခဲ့ပြီးတဲ့နောက်တာအေးနဲ့ခင်မေကိုကြည့်ပြီးပြုံးပြီးစကားဆိုလာတယ်။အကုန်းမတို့အားရပါရစားပါရှင်။အာမနာနဲ့နော်။ကျမတို့အိမ်ပေါ်မှာရှိနေပါမယ်။လိုအပ်တာရှိရင်လှမ်းခေါ်လိုက်နော်။တစ္စလေးမှအာမနာပါနဲ့ရှင်။ ဟုတ်တယ်မမပြောသလိုပဲကျမတို့ဧည့်သည်တွေမျှော်နေအားအခုလိုဧည့်သည်တွေရောက်လာတော့မှကျမတို့ညီမညာရဲ့လက်ရအစမ်းပြလို့ရတာမလားစားကြပါရှင်လော့ကော့ပြုတ်နေတဲ့မိမပြိုလေးနှစ်ယောက်ကိုတာအေးရပြုံးကြည့်ပြီးကျေးဇူးတင်ပါတယ်ဗျာဟင်းနေရာလဲစုံနေရာပဲကျွတ်လာလို့အလုပ်များသွားရပြီဟုတ်တာရှင်ကျမတို့ကဝမ်းတာနေရပါဟင်းနေမြင်လာတဲ့နေ့အတော်စားကောင်းမယ်ဆိုတာကိုကျုပ်ကတော့ခံစားမိနေပြီဗျာအသက်ရှာတဲ့ရှိလာတဲ့တာအေးကိုခင်မေးစူးစိုက်ကြည့်လိုက်မှသာတာအေးတယောက်နောက်တစ်ပါးစကားမှမစိုးရဲတော့ပါဘူး မိမပြိုလေးညကလည်းပြုံးပြနှုတ်ဆက်ပြီးအိမ်မောချက်သွားပါရယ်။အဲအောင်မှာတော့အမေဆောင်လာတဲ့ထမင်းဝိုင်းနဲ့တူတာအင်းနဲ့ခင်မီတို့သာကြံခဲ့ပါရယ်။အငွေ့တထောင်တောင်ထားနေတဲ့စပွဲပေါ်ကထမင်းနဲ့ဟင်းတွေကိုတာအင်းနဲ့ခင်မီတို့ကြည်နေကြရယ်။အတန်ကြာတဲ့ခါမှာတာအေးကအမေသားဟင်းကွက်တန်ဟင်းတစ်ဖက်ကိုခတ်ယူပြီးခင်မီရဲ့ထမင်းပကံနဲ့ထည့်မယ်ပြင်နေချင်းခင်မီကတာအေးကိုကြည့်ပြီးတီတီကြည်ကြည်အမူအရာနဲ့စကားဆိုပါရယ်။တာအေးမသိပေါ့ဆာလုံးနဲ့မူမမှန်တာတွေမင်းမတွေ့ဘူးလား။ဗျာဘာမှမမှန်တာလဲအမခင်မီ မစ်ဒီဟင်းနေမူးမှန်နေထင်နေရလားခင်မရဲ့စကားကြောင့်တာအေးဟင်းနေကိုသေချာကြည့်ပြီးပုံမှန်ပါပဲသူကတော့ထူးကြရတယ်လို့မမြင်ပါဘူးအမခင်မသူတို့ကတို့အပင်းထည့်ကျင်နေတာဗျာအပင်းဟုတ်လားသူကတော့ဘာအပင်းမှမမြင်ဘူးအမဒီပညာအဆင့်မြင့်လုံးနေတော်ရုံပညာသည်တွေလောက်ကိုအသာလေးလှည့်စားလို့ရတယ်တာအေးမင်းအနေနဲ့ပညာရက်တွေခဏထားရိုးရိုးလေးပဲတွေးကြည့်လိုက်မင်းနဲ့ငါဒီဟင်းတွေကိုထိုင်ကြည့်နော်အတော်ကြာနေပြီဟင်းတွေမှာထွက်နေတဲ့အငွေတွေနေသွားတဲ့နေလို့မင်းမထင်ဘူးလား ဟုတ်တယ်နော်အမပြောမှပဲကျုပ်တတိထားမိတယ်။နောက်တစ်ခုကဒီလောက်များတဲ့ဟင်းတွေကိုဒီလောက်အချိန်တိုးလေးအတွင်းမှာသူတို့တွေဘလို့ချက်လို့ပြီးနိုင်မှာလဲ။အများဆုံးကြထမင်းတအိုးတဲ့ပြီးတော့ဟင်းတစ်ခွက်ပေါ့။အဲ့ဒါလေဟုတ်တာပဲ။ဒါဆိုဒီဟင်းတွေကတာအေးရဲ့စကားကိုခင်မေပြန်မဖြေတော့ပဲစပွဲရဲ့အောက်ခြေအနေကိုခြေနဲ့ခက်ဆက်ဆက်ကလေးကန့်ထလိုက်ပါရဲ့။ ဒီကမှာစပွဲဝါဟင်းနေရာတွေနဲ့ထမင်းတွေကတက်ကဲကြောင်းများအက်များမကြီးပေါစုနဲ့လူရဲ့အတွင်းဥရေကိုဒုက္ခပေးနိုင်တဲ့အရွက်ကြမ်းတွေနဲ့စူးမြောက်ဖြစ်လို့နေရပါအဲ့လိုပြောင်းလဲပြီးတဲ့နောက်မှာတော့အမဲရခုံငွေများထားနေတဲ့ပကံများကိုတာအီယာပစံအဟောင်းသားနဲ့သာကြည့်ပြီးအံ့ဩလို့နေပါတယ်ဟာဘလို့ဖြစ်တာလဲအမခင်မေကျုပ်တို့သူတို့ကဘာလို့ဒီလိုလောက်ပါလဲမပူနဲ့မကြခင်သိရမှာပါ ခင်မရဲ့စကားဆုံးနာနဲ့ထမိန်တူတူဝစ်ထားပြီးတော့စပင်းများဖားလျချထားတဲ့ရုပ်စင်တူရဲမိမပြူနှစ်ယောက်တို့ဒေါသကြီးနေဟန်နဲ့သူတို့ညရဲ့မလှမ်းမကမ်းမှာရှက်ပြီးခါထောက်ကစူးဆိုင်လို့ကြည်နေပါတယ်။မရှိမနာမှာပဲအိမ်ဝိုင်းနေကိုဥသိမ်းစိုးပြန်လာပြီးဥကတငိမ့်ငိမ့်လို့ရင်းတာအီရိုတဲ့မျက်နှချင်းဆိုင်တန်လျောင်းမှာဝင်ထိုင်လိုက်ပါတယ်။သူကခင်မကိုပြုံးပြီးကြည်ပြီးတော့ဒီဘက်ကကလေးမရဲ့ပညာဘယ်ဆိုးလို့လဲ။တော်ရုံဆုံးကဝေးတော့မှမသိနိုင်တဲ့အပင်ကိုသိတယ်ဆိုတော့မဆိုးပါဘူး။ဒါပေမဲ့ညီတို့ညငါတို့လက်ထဲကတော့မလွတ်နိုင်ပါဘူး။ ။ဦးကြီးဘလို့ဖြစ်တာလဲ။ခမောင်းတဲ့ကျုပ်တို့နဲ့ဘာအညှိုးမှမရှိပါဘူး။မောင်ရင်ကတိတ်ရိုးလွန်းနေ။မင်းလိုရိုးသားတဲ့ကောင်လေးဒုက္ခပေးရမှာတော့စိတ်မကောင်းပါဘူးကွာ။ဒါပေမဲ့ငါတို့ပေးထားတဲ့တာဝန်ကိုတော့ကျေးရလိမ့်မယ်။ကျုပ်မိတာဖြေဦးလေဗျာ။ခမောင်းတဲ့ကျုပ်တို့နဲ့ဘာရညှိုးရှိလို့လဲ။ငါဖြေပြီးပြီလေ။မင်းကိုတာဝန်အရာလောက်ရတာလို့ဥသိဆိုတာတအေးရုပ်ကိုနိုင်မယ်လို့အပိုင်းတွထားပုံရပါတယ်။ခင်မေကိုကြောက်စိုးရအရှင်မမန်တိပုံမပေါ်ပါဘူး။ခင်မေကဥသိဆိုစူးစိုက်ကြည့်ပြီ။"ကဲ၊နင်ပြောစမ်း" နေဘသူကအခုလိုလှုပ်ခိုင်းတာလေမိုင်ရှိုင်းလိုက်တဲ့ကလေးမှငါကနင့်အဖေထထောင်အသက်ကြီးနိုင်တယ်ဦးသိန်းစိုးရဲ့စကားကိုခင်မရဟားတိုက်ရှိမလို့နေပါတယ်အဲ့နောက်သူမှညာဘက်လက်တဖက်နဲ့စပွဲခုံကိုရှိုက်ပုတ်လိုက်တဲ့အခါအရိုက်ခံလိုက်ရတဲ့စပွဲပြာတိကျသွားပါတယ်အဲ့ဒီအချိန်အကြောင်းဦးသိန်းစိုးကမျက်လုံးတို့ပြူပြီးတော့ကြောက်လန့်လို့သွားတယ်ခင်မေးရဲ့အိတ်လောက်ရကြောင့်မလန့်မကန်ဦးသိန်းစွေသမီးမြောက်ကခင်မေးကိုတိုက်ခိုက်မဲ့ပြန်လိုက်စဉ်ဦးသိန်းစွေကအတန်ကြေလောင်စွာနဲ့တားမြစ်လိုက်ပါတယ် အကြီးမနဲ့ငယ်မအခုရလိုက်စမ်းအဘဘာဖြစ်လို့လဲဒီကောင်မအဘကိုမထီမဲပြန်လုံနေရလေဟာပြောနေတယ်ရက်ဆိုရလိုက်စမ်းဦးသိန်းစုံငောင်းငံပြီးတမီးညောက်တားစီလိုက်ပြီးရနောက်ခင်မေကိုတေချာကြည့်ပြီးမင်းမင်းကဘာတူလဲကြောစမ်းငါဘာတူလဲဆိုတာနင်တကယ်မသိတာလားမသိဘူးနင်သိတဲ့နာပါမာတူတားရဲ့မင်းဘလို့ခေါ်လိုက်တယ်ငါငါငယ်နာမည်ကိုနင်ဘလို့လို့သိညာလဲဘာလို့သိရလဲဆိုအဲ့နာမည်နင်အမည်ငါပေးထားခိုင်းလို့ပေါ့ ဖာဦးသိန်းဆိုတာခင်မေးရဲ့စကားများကြောင့်ချွေးစည်းတွေပြန်လုံနေပါတယ်မိခင်ဖြစ်သူပြပြဘူးရာကတူတဆိုတဲ့နာမည်ကိုပေးခဲ့တဲ့သူကသူ့မိခင်ရဲ့ဆရာဖြစ်သူကဝေပြန်ခင်မေးဖြစ်တယ်လို့ဆိုပါတယ်အဲ့နောက်သူကခင်မေးကိုကြည့်ပြီးမင်းမင်းနာမည်ကခင်မေးဖာခင်မေးကကဝေပြန်ခင်မေးလားမဖြစ်နိုင်ဘူးကဝေပြန်ခင်မေးဆိုတာအသက်ကြီးနေပြီနေရုံနာမယုံနာအပထားနေအောင်မြင်ကြရတူတဆိုတာငါသိတယ် ဘာလို့လဲဆိုကြားစို့ရလူတွေကနေ့မှာအမွာသမီးနှစ်ယောက်ရှိတယ်ဆိုတော့ပြောဘူးလို့ပဲအဲ့သမီးနှစ်ယောက်ကလည်းနေ့မိမအေးစိန်နဲ့တူတယ်လို့ပြောတယ်ခင်မရဲ့စကားကြောင့်ဦးသိန်းစိုးအလုံးမင်းအံ့ဩသွားပြီးမြေပြင်မှာပြောင်းထန်လိုက်ပြီးတခင်မကြောက်ကိုခွက်လို့ပါကျတို့တခင်မမှမသိလို့စော်ကားမိပါတယ်အစ်မနဲ့ငယ်မတခင်မကိုဒူးထောက်ကြစမ်း ဖခင်ဖြစ်သူရဲ့စကားကြောင့်အမွာမိမ့်မပြိုလေးနှစ်ယောက်တို့ကနားမလည်နိုင်တဲ့မျက်နှာနဲ့တယောက်မျက်နှာတယောက်ကြည့်နေတဲ့ချိန်စိုးရင်တကြီးလေးတန်းနဲ့ထပ်ပြီးတတိပေးစကားဆိုလာတဲ့ဖခင်ကြီးရဲ့စကားကြောင့်နောက်ထပ်ဘာမှမတွေ့ဘဲထူထောင်လိုက်ပါတယ်။ဒီကမှခင်မရဦးကောင်ညှိလိုက်ပြီးကဲသူတနေ့ကဘသူခိုင်းနေဆိုတာပြောပြလို့ရပြီလား။ဟုတ်မမကောင်းဆိုရဲလူကခိုင်းတာပါသခင်မ။သူပြောတာတော့လူရဲ့တယောက်နဲ့မိန်းကလေးတယောက်လာလိုက်မယ်တဲ့။အနုနည်းနဲ့လက်စတုံးလိုက်ပါလို့ခိုင်းထားပါတယ်။အဲဒါကြောင့်ပဲလှုပ်လိုက်ရတာပါ။မကောင်းဆိုတာဘာတူလဲ။ ။ "तू อ่ะတပတ်အိမ်မှာနေရတဲ့ခင်မကျွန်တော်တော့ကြောက်တူလည်းမသိပါဘူး။အေးတပတ်အိမ်မှာနေရဆိုတော့ထုံးတာရဲ့လူပဲဖြစ်မှာပေါ့။တတိနေပါဦး။နင်တို့ဘာကြောင့်သူခိုင်းတဲ့အတိုင်းလုပ်ရတာလဲ။နင်တို့နဲ့ရန်ညိုမရှိတဲ့သူတွေနင်တို့ကတပတ်သူခိုင်းတာနေပြီအသေးသက်တော့မယ်ပေါ့။နင်နထားတင်းတင်းမမနဲ့ပြောလာတဲ့ခင်မကြောင့်ဦးသိန်းဆိုကဦးကောင်ပို့ပြီးငုံလိုက်ပြီ။တို့တို့လိုဟိုမရောက်ဒီမရောက်ပညာတွေတွေကနီးရတာကြောက်နေရတာပါသခင်မကိုအတန်နေရှင်သူတို့ဘာအသက်ကိုမသက်မဖြစ်တက်ရတော့မှာပါပဲသခင်မတို့တို့တွေကအသိမမခံနိုင်တာ နေပြောပုံအရာမောင်ကောင်းဆိုရဲကောင်နေတော့အသက်နဲ့ချင်းချောက်ပြီးခိုင်းထားတယ်ဆိုတော့အမှန်ပါတခင်မသူခိုင်းတဲ့အတိုင်းမလုပ်ရင်မောင်ကောင်းနဲ့သူ့မိမညာဝင်းကကျုပ်တို့ဦးရီနှုတ်လိုက်မယ်။ဩအဲ့လိုလား။ကဲကဲဒါဆိုရင်နေတော့မောင်ကောင်းရှန်နေမလို့သေးဘူးဆိုတော့တခင်မဟိုကျုပ်ကမတက်ပြင်မဲ့မောင်ကောင်းတို့လည်းများတော့ကျုပ်တို့တက်မှာပါပဲ။ဦးသိန်းဆိုတာစိတ်ပြတ်အားငယ်တဲ့လေတန်းနဲ့စကားဆိုရဲခါခင်မရအချိန်တန်ကြအောင်တွေးတောစဉ်းစားပြီးရဲ့နောက်ကဲကဲ နင်တို့တောက်ဖာရီထားကြတော့တန်းရမှာလာထိုင်မထိုင်ဖို့မအောင်တခင်မတဲတိတ်စကားများတာပဲငါပြောတဲ့အတိုင်းလုပ်စမ်းခင်မေနောက်ထပ်ပြောဆိုလာတဲ့စကားကြောင့်ဦးသိန်းစိုးနဲ့သူသမီးနှစ်ယောက်တို့ကမြေပြင်မှာဒူးထောင်နေရတဲ့အနေမတက်ထားရလိုက်ပြီးတာအေးနဲ့ခင်မေတို့နဲ့မျက်နှာချင်းဆိုင်တန်းရမှာထိုင်လိုက်ပါတယ်အလေရစပွဲကတော့ပြာတိကျသွားပြီဖြစ်ပါတယ်အဲ့နောက်ခင်မေကဦးသိန်းစိုးကြည့်ပြီးငဲနာမည်ခေါ်ပြီးမေးမြန်းလိုက်ပါတယ်မောတုတမောင်ကောင်းတော့ဘာမှရှိနိုင်မလဲငါတပတ်အိမ်မသွားခင်ဒီကောင်တွေကိုအရင်နှိမ်နှင်းလိုက်အောင်မယ် သူတို့လောင်းရွာမှာရှိရာတိတ်ကြတဲ့သခင်မဘာလို့လဲဆိုတော့ကျုပ်တို့သခင်မဖြစ်နိုင်လောင်းရွာသခင်မတို့တိုက်မယ်လို့ပြောသွားတယ်။လောင်းရွာကလူစိုးလူမိုက်တွေပေါ်တော့ပညာတွေနဲ့တွေမကဘူး။သခင်မတို့ကိုလူစိုးလူမိုက်တွေနဲ့ပါတိုက်ဖို့လုပ်နေတာ။လူစိုးလူမိုက်ဆိုတာကောင်းတဲ့လူတွေမှမဟုတ်တာပဲ။အဲ့တော့ပညာပေးရသေးတာပေါ့။အဲ့ဒါဆိုသခင်မတို့ကနင်တို့တားဖားတွေစိတ်ချနေလိုက်။သူတနေမေမိတင်ရဲ့မျက်နှာရဲ့နေမေမအေးစင်ရဲ့မျက်နှာရဲ့ရှိနေသေးတော့နင်တို့ငါကာကွယ်ပေးမယ်။ကျေးဇူးကြီးလာပါတယ်သခင်မ။ အကြီးမားနဲ့ငယ်မသခင်မနဲ့မောင်သားအီတို့အတွက်ထမင်းပြင်ပေးလိုက်ကြဟုတ်ကဲ့အဖအဲ့ခါမှာတာအီကဦးသိန်းစိုးကိုကြည်လိုက်ပြီးကျုပ်တို့အခုတခါဦးပေါက်မဲ့အပင်နေတော့မကြွေးလောက်ပါဘူးနော်မောင်ရလေကွယ်သခင်မကိုအဲ့လိုမျိုးနောက်တခါလှုပ်ရဲပါမလားစိတ်ချပါတကယ်ထမင်းအစ်စ်နဲ့ဟင်းအစ်စ်ကိုကြွေးမှာပါဒါပေမဲ့အစောကလိုဟင်းအမေတို့မစုံဘူးပေါ့ကွယ်မစုံရင်လည်းနေပါစီဗျာထမင်းအစ်စ်လေးကိုစီလီဆန်စားလေးဖြူစားရင်ကိုကျင်납ပါတယ်။တာအေးရဲ့စကားကြောင့်ဦးသိန်းစိုးတို့တာအဖာတွေပြုံးနေကြပါတယ်။ သူတို့နေတူအနေတင်လာတဲ့ခင်မရလဲတာအေးကိုကြည့်ပြီးပြုံးနေပါရယ်တာအေးနဲ့ခင်မတို့ကချောင်းဆောင်ရွာမှာရှိတဲ့ဦးသိန်းစိုးရဲ့အိမ်မှာထမင်းစားပြရနဲ့ထွက်ခွာလာခဲ့ကြတယ်လမ်းမှာအတန်ကြာတဲ့အထိဘာစကားမှမပြောပြကြဘူးအချိန်တန်ကြာတဲ့ခါမှာတာအေးအားစတင်ပြီးစကားဆိုလာတယ်အမခင်မကျွန်တော်မှမာရယ်ဘာလို့တောင်းမှန်တာလဲကျုပ်ဘာမှနားမလဲပဲအမကိုမကောင်းမြင်ပြီလို့နောက်ပေါဘာရီမကောင်းမြင်တာလဲအမအမနာကြီးဆက်ဆံရေးကျဲတယ်လို့ထင်လို့ ုတ်တယ်လေငါမင်းပြောသလိုပဲဦးတာအေးဘလို့ပြန်လေပြောရမှမသိဖြစ်သွားတယ်အားကြောင့်သူကခေါင်းကိုကုပ်လိုက်ပြီးကျုပ်လည်းဘာပြောရမှမသိတော့ဘူးအခုကျုပ်တို့မောင်ကောင်းဆိုတဲ့လူစီကိုတောင်းမှမလားအေးသွားမယ်ဒီကောင်တေချာဆုံးမခင်မှာဖြစ်မယ်အမခင်မေကျုပ်စဉ်းစားနေရအရင်ကအမတို့ကဝေးအချင်းချင်းမတိုက်ခိုက်ကြပါဘူးအခုမှဘလို့တွေဖြစ်ကုန်တာလဲတရခန့်ညရပါညရဆိုရဲကောင်ညနေညနဲ့တိတ်ပြီးညရဲကောင်ဒီကောင်ထွန်းတာဘယ်လိုရင်းမြောက်ပေးလိုက်လဲမသိပါဘူးညရဆိုရဲကောင်အတော်မှွေရဲကောင်ပဲ ဒီလိုကောင်မျိုးအနေနဲ့သူကြံစီနေအစီရင်အောင်သွားရင်တော့မလွယ်ဘူး။ညရာညရာခင်မရဲ့နောက်ကနေညရာရဲ့နာမည်ကိုပြောလိုက်တယ်။အခုချက်ချင်းညရာထံချက်ချင်းသွားလို့ပြီမဲ့လေသွားလို့မဖြစ်သေးဘူး။ဘာကြောင့်လဲဆိုတော့ဦးသိန်းစိုးလိုမျိုးပညာသည်တွေကကာကွယ်ပေးရမယ့်အတွက်ကြောင့်မှာအားသာခင်မရာတာအေးကိုကြည့်ပြီးတာအေးငါတို့မိုးချုပ်အချိန်လောက်လောင်းရောင်ရောက်မယ်ထင်တယ်။ကြည့်ရတာအချိန်ကြီးတော့တိတ်ပြီးမကောင်းလောက်ရွာကလူမိုက်တွေကိုလည်းတိုက်ရမယ်။အသက်တော်မသေးစေနဲ့။ဒီကောင်တွေအမှတ်လောက်အောင်တော့ပညာပေးရလိမ့်မယ်။ကြားလား။ စိတ်ချအမခင်မီကြောက်လက်တာမန်လူတွေကိုတိုက်တဲ့အစီရင်တွေလှုပ်လာပါတယ်။ကောင်းတယ်။ကဲနောက်ဆိုတို့တွေသွားကြစို့။ဒီလိုနဲ့တာအေးနဲ့ခင်မီတို့တုတ်ချေတင်လိုက်ပြီးမောင်ကောင်းတို့ပညာသေးလေးများရှိရလို့တည်င်းရထားတဲ့လောင်းရွာကိုသွားလိုက်ကြပါတယ်။ဆရာကျော်များရှိရလူတစုကမီးတုတ်တွေဒေါက်တာလက်နဲ့တွေကင်ဆောင်ပြီးခြောက်ကူတတားလေးမှတစ်ခုခုစောင့်ဆိုင်နေကြတယ်။သူတို့ရဲ့ရှိမှရောင်တစောင်းထုတ်ပွင့်ထားတဲ့မောင်ကောင်းနဲ့ရှင်လျားတဲ့စံကေတာကိုဘီးနဲ့ပတ်ထားတဲ့မျှဝင်းတို့ရှိနေကြတယ်။ မန်ကောင်ကမိတုံနဲ့တုတ်သားလက်နဲ့တည်းကန်ဆောင်ထားတဲ့ရွာကန်လူမိုက်တွေကိုကြည့်ပြီးအတန်ခတ်မှမှနဲ့စကားဆိုရယ်မင်းတို့တွေကပြောတာအမှတ်ထားကြအသက်အစိတ်ဝန်းကျင်ကောင်တစ်ကောင်နဲ့အသက်20အရွယ်ကောင်မတစ်ကောင်ရောက်လာလိမ့်မယ်မင်းတို့တွေညတစ်ကောင်အချိန်ထိစောင့်ရမယ်လာရင်တော့နာမည်မေးပြီးတအေးဆိုတာနဲ့နှစ်ယောက်စလုံးလက်စားဖြောက်လိုက်မလာဘူးဆိုရင်တော့ပြန်အေးကြမက်ပြန်ငါရှိရဲ့နေရာလာပြီးငွေထုတ်ကြကြားလားစိတ်ချပါဆရာသမားရဆရာသမားတို့လည်းပြန်လာတော့လေကောင်းပြီမင်းတို့စိတ်ချမယ်နော် တကူကူအမားဖြစ်လို့ကတော့မင်းတို့ရဲ့အတွင်းကလေးစားတွေအရင်နဲ့မြည်ပြစ်မယ်စိတ်ချစမ်းပါဗျာလောင်းရွာလှသိမ်းကြောင်မသိရမှလို့ကိုဆရာလေလူမိုက်ကောင်ဆောင်လှသိမ်းအောင်ယုံကြည်မှုအပြင်နဲ့မောင်ကောင်းအဲ့လိုပြောလိုက်ပါတယ်ဒီကောင်မောင်ကောင်းကခေါင်းကိုညှိပြီးကဲအဲ့ဆိုမင်းတို့စောင့်နေကြကွာငါတို့သွားနားလိုက်အောင်မောင်ကောင်းတို့လေမြာရွာတွေကိုပြန်ဝင်သွားကြတယ်လူမိုက်လာတဲ့ကောင်ဆောင်နဲ့လောင်းရလူမိုက်တရားတော့မိတို့တွေနဲ့ဒေါက်တာလက်နဲ့တွေခိုင်ဆောင်ပြီးချောင်ရွာလေးမှာတအေးတို့ဆောင်းဆိုင်လို့ကြံနေရခဲ့တယ် အချိန်တန်ကြာတဲ့ဒီဘသူမှပေါ်မလာတဲ့အတွက်လာတဲ့ရသူ့ရဲ့အပေါင်းပါတွေကိုခြံရွတ်တရားပေါ်မှာထိုင်နာစီမင်းတို့တွေမတက်ရက်နေရလဲညောင်ရော့ပေါ့ထိုင်ကြကွာကြာလာသိမ့်ကျုပ်မရှင်လို့တခုမေးပြစီကဲမေးတူးမကျုပ်တို့ကလူလေးနှစ်ယောက်ကိစ္စဖြောက်ဖို့တော့ဘာလို့ဒီလောက်အများကြီးနဲ့စောင့်နေရလဲမဟုတ်မှလွယ်ရောကျုပ်တို့စောင့်နေလူကတော်တော်ဆွမ်းအားကြီးနေလို့လားအေးမင်းပြောတာလည်းဟုတ်တယ်ပြောတော့အသက်20ဝန်းကျင်ကောင်းလေးတယောက်နဲ့ကောင်းမလေးတယောက်တဲ့ငါတို့ဆယ်ယောက်လောက်ရှိတယ် ကျုပ်ထင်ဆရာကောင်းလည်းမနိုင်ဘူးထင်နေနော်အဲ့လိုလည်းမဟုတ်တော့ပါကွာသူတို့နဲ့တိုက်ဖို့မတန်ဘူးထင်လို့သူတွေခိုင်းနာနေမှာပေါ့ကွာဖားလေမကြောက်နေရလားဆရာလာတဲ့ရကျုပ်အကြောင်းခင်ဗျားလည်းသိသားနဲ့ကျုပ်ဆိုရဲကောင်ကကြောက်စိတ်ရှိမရဲလားအဲ့ဆိုပြီးရပဲကွာတို့ကလည်းသူဆန်စားထားတယ်ဆိုတော့ရဲရတော့မှာပေါ့အင်းမော်ဗျာမြဲရင်လည်းသိမှာဟုတ်လူမိုက်ကောင်းဆောင်လာတဲ့သူ့ရဲ့အပေါင်းပါတွေနဲ့စကားပြောနေတဲ့ချင်းရှာလာတဲ့ဟိုမှာလူရဲ့နေရတွေ့ရပြဟုတ်လားငပု ငပုလို့နာမည်ရတဲ့လူမိုက်ကညွန်ပြတဲ့နေရာကိုသူတို့တွေကြည့်လိုက်တယ်။အတော်လန်းတဲ့နေရာဖြစ်ပေမဲ့ကြေအောင်တွေရဲ့အကူအညီနဲ့လူနည်းအောင်လမ်းလျှောက်လာနေရာကိုရှင်းလင်းစွာမြင်တွေ့လိုက်ရတယ်။အားကြောင့်လူမိုက်တရားထိုင်နေရနေမတက်ထိုင်ရလိုက်ပြီးအဲ့လူရဲ့နှစ်ခုရှိအားစီကိုတွားလိုက်ကြပါရယ်။အမခင်မေဟိုမှာမိတုပ်တွေနဲ့လူတွေလာလို့တွတ်တူစီလာနေရထင်တယ်။လောင်းရွာမှာကောင်းခေါ်ရတဲ့လူမိုက်တွေပဲနေမှာပေါ့။သူတို့တက်ပြစ်လို့တော့မရဘူးနော်။အမကျွတ်တော်ဝင်ယူလိုက်မယ်နော်။အမခင်မေလက်လွန်သွားမှာစိုးလို့ ဒီလိုလူမိုက်တွေတပ်ပစ်တော့ဘာဖြစ်မှာမလို့လဲအမခင်မေတို့လိုက်နာတဲ့စီကံကိုကြုတ်တိတာပညာမတတ်တဲ့တာမန်လူတွေအတရန်ရှောင်းပြီးအမခင်မေတို့အပြစ်ပေးခံရမှာလေဟုတ်ပါပြီဟုတ်ပါပြီသူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်လောင်းရလူမိုက်တွေအနားရောက်လာကြပြီးသူတို့ကိုဝိုင်းလိုက်ကြတယ်လူမိုက်ကောင်းဆောင်ဖြစ်တဲ့လာတင်ဟာတာအေးနဲ့ခင်မေကိုကြည့်ပြီးမာထန်နဲ့လေတန်နဲ့မေးမြန်းလာတယ်မင်းတို့ဘယ်သားကြမှာလဲပြောစမ်းလောင်းရလမ်းမှာလာနေမှာတော့လောင်းရသွားမလို့ပေါ့ဗျာ ခင်ဗျားတို့ဘယ်သူတွေလဲလူပြောက်လိုက်ရှာနေရလားတာအေးရဲ့ခက်ရွဲ့ရွယ်စကားကိုလောင်းရလူမိုက်တရားတာအေးကိုဟားတိုက်လို့ရှိမောကြတယ်အဲ့နာကောင်းဆောင်ဖြစ်သူကဆက်ပြီးတော့စကားထက်ဆိုလာပြန်တယ်လူပြောက်ရှာနေရမဟုတ်မင်းတို့ပဲစောင့်နေစွတ်စွတ်နဲ့ခင်ဗျားတို့မသိပါဘူးလူများမသလားတာအေးအဲ့လိုပြောလိုက်တဲ့အခါရွာလူမိုက်တရားတာအေးကိုသဘောကျစွာရှိမောနေကြတယ်သူတို့ချင်းချင်းကလည်းတာအေးကိုကြည့်ပြီးသူတို့ရဲ့ထင်မြင်ချက်တွေကိုပြောဆိုနေကြတယ်ဟိကဆရာကောင်းကဒီကောင်လူမျိုးကိုသူနဲ့မတန်လို့မတိုက်တာပဲဖြစ်မယ် ဟုတ်တယ်။ကောင်မလေးအပြည့်ရှင်းရမှာတော့နှမြော့ရဲကွာ။လူမိုက်တရားတအေးကိုယူတီယူကြောင်ကောင်တရားလို့တတ်မှတ်လိုက်ပြီးတော့ခင်မေးရဲ့အနာလူမိုက်ချူတူကလာကြတယ်။တာအေးကမျက်လုံးမေ့လိုက်ပြီးအတန်ခတ်တူတူနဲ့မန်နန်ရှလိုက်တဲ့အခါမြေကြီးတွေကနေရုပ်ပြဆင်ပြတဲ့တန်းလေးနဲ့ဓားကင်ထားကြတဲ့အလောင်းကောင်တွေထွက်လာတယ်။ဒီအချိန်အကြာလူမိုက်တွေနောက်ကိုဆုတ်သွားပြီးလူမိုက်ကောင်စားဖြစ်တဲ့လှသိင်းရဲ့နောက်မှာစူးစီးပြီးကြောက်လန့်နေအတန်လေးနဲ့စကားဆိုလာတယ်။ဆရာဆရာလာသိဘာကောင်ကြီးရလဲအလောင်းကောင်ကြီးတွေမလား ဟုတ်ဟုတ်တယ်ဟာမထူးကွာသူချရအောင်ခင်ဗျားပဲချကျုပ်တို့ကတော့ကြောက်တယ်အေးမင်းတို့ကြောက်လို့ပြင်းရင်လည်းမကောင်မင်းတို့လိုက်တတ်လိမ့်မယ်နော်လှသိန်းရဲ့စကားကြားလူမိုက်တီဘာကောမှစဉ်းစားမရအောင်ဖြစ်သွားကြတယ်အတပီးနဲ့ရှင်လာတဲ့ခါသူတို့ကကြောက်စိတ်တွေပျောက်ပြီးတားကင်ထားတဲ့အလောင်းကောင်တွေကိုဝင်ရောက်တိုက်ခဲကြတယ်သူတို့ကအလောင်းကောင်တွေကိုတိုက်ခိုက်ပြီးအလောင်းကောင်တွေရဲ့နောက်မှာတာအေးနဲ့ခင်မင်းစီကိုသွားမယ်လို့ကြံရွယ်နေကြပါတယ်ဒါပေမဲ့လက်ပြက်ချပြက်ဖြစ်တဲ့အတိုင်းသူတို့ကိုဆက်လက်တိုက်ခိုက်နေတဲ့အလောင်းကောင်တွေကြောင့်များစွာအခက်ကြုံနေရတယ် အချိန်တန်ကြာရီထိတက်ခဲ့ပြီးအချိန်လူမိုက်တွေလက်ပန်းကြပြီးဒါဟောတော့မမြောက်နိုင်တော့တဲ့အနေထားကိုဆက်ရောက်လို့လာတယ်။ဒီကအလောင်းကောင်တွေကလူမိုက်တွေရဲ့လေပင်တွေကိုဓာတ်နဲ့ချိန်ရထားကြတယ်။အိမ်နောက်သားအီးကမောပန်းနေတဲ့လူမိုက်တွေကိုကြည့်ပြီးခင်ဗျားတို့တတ်မယ်ဆိုရင်တော့ကျုပ်တို့အတွက်ကလွယ်လွယ်လေး။ဒါပေမဲ့ခင်ဗျားတို့တခြားတယောက်ကဖိအားပေးခိုင်းနေဆိုတော့ကျုပ်သိထားတယ်။မောင်ကောင်းဆိုတဲ့သူကခင်ဗျားတို့ရဲ့အသက်ကိုအမြဲချင်းချောင်းနေရမလား။မင်းမင်းပြောတာမှန်တယ်။ဟုတ်ပြီ။ခင်ဗျားတို့ကျုပ်ကိုကတိပေးရင်ခင်ဗျားတို့ရဲ့အသက်တွေချမ်းသာပေးမယ်။ ငါတို့ကဘာဂတိပေးရမှာလဲအပြစ်မဲ့တဲ့သူတွေဘယ်တော့မှအနိုင်မကျင်ဘူးဆိုတဲ့ဂတိပဲဘသူဘလို့ခိုင်ခိုင်အပြစ်မဲ့တဲ့သူတွေမထိခိုက်စရာဘူးဆိုတဲ့ဂတိကိုပေးရမယ်ဒီခါလူမိုက်တွေတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီငါတို့ဂတိပေးတယ်ဒါပေမဲ့အသေးမှကြောက်လို့တော့မဟုတ်ဘူးမင်းမတက်လဲငါတို့ကသေလူပဲမောင်ကောင်းကငါတို့တတ်မှာမင်းတို့တောင်းတဲ့ဂတိကဖြစ်တဲ့လို့မသေးခင်ဂတိပေးလိုက်တာလူမိုက်ကောင်းဆောင်ရဲ့စကားကိုတာအေးကသဘောကျစွာနဲ့ခေါင်းငြိမ်ပြလိုက်ပြီးခမရပြောတာကောင်းတယ် မပူနဲ့ကျုပ်တို့လာတာမောင်ကောင်းကိုဆုံးမဖို့ခင်ဗျားတို့သူဘာမှမလုပ်စေရအောင်အခုသူဘမလေးရွာဟုတ်ဖုန်ကြီးကြောင်မှာဘာကဝေကောင်ကရွာဟုတ်ဖုန်ကြီးကြောင်မှာဘာသွားလုပ်တာလဲဂျီဝလာနဲ့သူအိမ်မှာနေတယ်သူနေဖို့အတွက်ဖုန်ကြီးကိုနှင်ထုတ်ထားတာဒီကောင်ကအဲ့လောက်တောင်စိုးနေရလားအဲ့စကားကိုပြောလိုက်တဲ့သူဟာခင်မေဖြစ်ပါတယ်အဲ့နောက်သူမကတာအေးကိုကြည့်ပြီးကဲတာအေးသူတို့ကိုလှုပ်ပေးမှာမလားလှုပ်ပေးလိုက်တို့မောင်ကောင်းစီသွားကြမယ်ဟုတ်ကဲ့မခင်မေး တာအေးရခင်မေယူယိုတတိစကားဆိုနေတဲ့အတွက်လူမိုက်တွေများစွာအံ့ဩလိုနေတယ်။တာအေးရမျက်လုံးမိပြီးမန္တန်တပိုးရွှေလိုက်တဲ့အခါဓာခိုင်ထားတဲ့အလောင်းကောင်းကြီးပျောက်ကွယ်လို့သွားပါတယ်။အဲနောက်သူတို့မြောက်ကလူမိုက်တွေကိုမေးမြန်းပြီးမောင်ကောင်းနေထိုင်တဲ့ရာဦးကျောင်းကိုထွက်သွားကြတယ်။အသက်ပေးရနေလွမြောက်သွားပြီဖြစ်တဲ့လူမိုက်တွေတပ်ပြင်းကိုစီချလိုက်ပြီးတာအေးနဲ့ခင်မေကိုသူတို့ရဲ့မြင်ကွင်းကနေပျောက်ကွယ်သွားတဲ့အထိကြည်နေကြပါရဲ့။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇာတ်လမ်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်ဒီမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားအောင်ဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလေးမမိကြပါနဲ့ဦးနော်။နားဆင်ရပြီးခဲ့ကြတဲ့ပရိသတ်အုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရစေရှင်။